ဘရူနိုကိုကွင်းလေအထိုင်းကစားခန်းရဲ့နီးပြောက်ကိုပြစ်တင်ဝေဖန်ခဲ့တဲ့ရန်ကိန်းမန်ချက်စတာနဲ့တင်ကနွေတင်းကောင်းဆောင်ရန်ကိန်းကလက်ရှိနီးပြောက်ရူဘန်မော်ရီရဲ့ကစားမနေရာခြားသားမှုနီးစနစ်ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ရန်ကိန်းရဲ့ဝေဖန်မှုကလက်ရှိရလဆိုးရီထပ်ပေါ်နေတဲ့မန်ယူတင်းရဲ့အဓိကပြဿနာကိုထောက်ပြလိုက်တာဖြစ်ပါတယ်။အထူးသဖြင့်ရန်ကိန်းကမန်ယူတင်းဟာပြိုင်မဲ့တင်းတွေအတွက်အနေနဲ့ပြီးနိုင်ဆုံးကစားမကိုကွင်းလေအထိုင်းနေရာမှာကစားခန်းနေခြင်းမစဉ်းစားလို့ကိုမရဘူးလို့ဆိုခဲ့ပါတယ်။ရန်ကိန်းရဲ့ဝေဖန်မှုကအဓိကအဖြစ်ဘရူနိုဖာနန်ဒက်ကိုအပြေးအဝအသုံးမထနိုင်ခြင်းပေါ်ရည်ရွယ်တာဖြစ်ပါတယ်။မန်ယူတင်းရဲ့တိုက်စစ်အတွက်ဖန်နီရှင်အဖြစ်ရေးပါတဲ့ဘရူနိုဖာနန်ဒက်ကိုနောက်ဆုတ်ကစားစေတာက သူကစောစောင်းကြီးကိုကန့်တတ်ထားတယ်လို့သုံးသပ်ခဲ့ပါတယ်။သူကချက်စီတင်းရဲ့ကိုပေါမားရဲ့ကစားပုံကိုအိုးမှပေးခဲ့ပြီးချက်စီတင်းမှပေါမားကိုကွင်းလယ်တိုက်စစ်နေရာမှာဖီရိုးအနေနဲ့လွတ်လပ်စွာကစားခိုင်းတာကြောင့်ကိုညွန်ပြခဲ့ပါတယ်။ရန်ကကမယူတင်းကိုလည်းအဲ့ဒီလိုမျိုးလုံးရန်တိုက်တွန်းခဲ့ပြီးတင်းကိုရောကိုပတ်နီမျိုးတွေပါဖီလိုနန်နဲ့ဘရူနိုဖာနန်ဒက်ကိုတိုက်စစ်မှလွတ်လွတ်လပ်လပ်ကစားခိုင်းတဲ့နယ်လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒက်ကိုနောက်ကိုစဉ်းစားသေးတာကသူ့ရဲ့တိုက်စစ်ပါဝင်မှုစောင်းရီနဲ့ဆုံးဖြတ်ချက်ချမှုတွေကိုချော့ချလိုက်တာဖြစ်တယ်လို့ရန်ကကသုံးသပ်ခဲ့တာဖြစ်ပါတယ်။ရန်ကရဲ့ပြည်တွင်းမှာမူရီကနီးပြအမိုရီရဲ့ပြင်နာတွေကိုထပ်မံအတီးပြုတ်လိုက်တာဖြစ်ပါတယ်။ ကစားမားတွေကသူညနဲ့သူမှကစားရတဲ့ခါမှာတိုင်ပက်ပြီးအတင်းတက်ရလက်တွေဆိုးသွားစေတတ်ပါတယ်။အမွန်ရရဲ့မညနေတဲ့တင်မှာကစားမားတွေကိုသူတို့ကစားတဲ့နေရာတွေမှာမထားပဲသူစိတ်ကြိုက်လိုက်လုံနေရတာကအတော်လေးကိုရှိုးပါတယ်။ဒါကြောင့်သူရဲ့နေစတိုင်ဆုံးပြချက်တွေကအတင်းရဲ့စူပါမိုးနဲ့ကစားမားတွေရဲ့ဆန်းစားရည်ကိုပါပိုပြီးထိခိုက်စေခဲ့ပါတယ်။